်မင်္ဂလာပါကျေကျေလွင်ပါမင်္ဂလာပါတန်းထူပါ Startup Scale ပြန်လဲကျေစုလိုက်ပါတယ်ဆိုတော့ Startup Scale ကတော့ခေါင်းစဉ်ကြီးပေါ့နော်ဟွန်းအဲ့တော့အဲ့ဒီဟာရဲ့ chapter ပေါ့ခေါင်းစဉ်ငယ်ရပြောမယ်ဆိုလို့ရှိရင် long term success and management ဆိုတော့ရေရှည်အောင်မြင်ဖို့ ਨੇ အဲအဲ့ဒါ ਨੇ ရေရှည်အောင်မြင်ဖို့ကိုစီမံနေတဲ့စီမံခံကောင်းမှုကြောင်းပေါ့နော်ဆိုတော့အဲ့ကြောင့်ပြောကြမှာပေါ့ โอเคပါကိုကျော်လေး topic ကျွန်တော်တို့ဒီပြောလာတဲ့တောက်လျှောက်ပေါ့နော် start to scale ရဲ့နောက်ဆုံးမဲ့အပိုင်းလောက်ကိုရောက်လာပြီလို့ပြောလို့ရတယ်ဟုတ်တယ်နောက်ထပ်နောက်ပိုင်း၃မလောက်ပါရှိတယ်မထင်နော်ဟုတ်တယ်ဟုတ်ဆိုတော့အဲ့မှာအရေးကြီးတဲ့အပိုင်းလေးပေါ့ကျွန်တော်ဒီမှာ R&D ပေါ့ research and development ဆိုတဲ့အပိုင်းလေးအဲဆွေးနွေးဖို့ဖြစ်လာတယ်တိတ်ကောင်းလေอืมတိတ်ကောင်းလေဆွေးနွေးဖို့ဖြစ်လာတယ်အဲ့တော့ဒီဟာကအရင်လဲ powerful ဖြစ်တယ်လို့လုံရင်လုံတော့အကျိုးရှိတဲ့ဟာလည်းဖြစ်တယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့လက်ရှိရှိနေတဲ့လုပ်ငန်းတွေရဲ့သဘောသဘာဝနဲ့ကိုက်ညီမဲ့ဘယ်လိုဟာမျိုးလေးလဲလုပ်တင်တယ်လဲပေါ့ပြီးလို့ရှိရင် R&D ဆိုတာဘာတွေဖြစ်ပြီးဘာတွေလုပ်တယ်လဲ ပြီးတော့ရင်ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ R&D ဘယ်လိုဟာမျိုးလေးတွေလုပ်လို့ရလဲဆိုတဲ့အတိုင်းလေးကိုအာကျွန်တော်ကုသန်းထုတ်ကိုဆွေးနွေးစီခြင်းလဲပေါ့ R&D ကကျွန်တော်တို့တည်ထားတဲ့ R&D research and development ပေါ့ဗျာဟင်းဒီကကုမ္ပဏီအကြီးမှမဟုတ်ဗျာအခုကျွန်တော်ကျွန်တော်ခင်ဗျာကျွန်တော်ခင်ဗျားကိုကျွန်တော် against လုပ်လိုက်မယ်ခုနကကုမ္ပဏီကြီးတွေမှလောက်ပါ R&D research and development research သူတွေနဲ့လုပ်တယ်ပေါ့နော်အာရှာဖွေစုဆောင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက development ပုံပြီးဖွင့်ပြအောင်လုပ်တယ်ပေါ့နော် တော်တော်လောက်တဲ့နေရာမှာကုမ္ပဏီအကြီးတွေမှာမဟုတ်ဘူးကွာကျွန်တော်ဒါအကန့်ဆောင်ပါဘူးကိုကျွန်တော်လည်းသိပဲသေးတာတိုင်းပါပဲဆိုတော့ R&D department တခုတီးသန့်ဖွင့်ဖို့ကုမ္ပဏီအကြီးလိုသလားဆိုတော့ R&D လုပ်ဖို့အတွက်ကိုတီးသန့်လူတွေလိုသလားဆိုတဲ့အကြောင်းကိုပြောမှဆိုလို့ရှိရင်သူရဲ့ကုမ္ပဏီ size ပေါ့နော်ကုမ္ပဏီရဲ့ scale ပေါ့မူတည်တာပေါ့ community scale က size ကြီးလို့ရှိရင်လည်းဒီတဲ့အလျောက်အာ tunage လုပ်လို့ရအောင်တော့ R&D department ဖွဲ့ပြီးတော့ဗောနော professional နဲ့ PP ဆရာ department ဖွဲ့ပြီးလုပ်တင်တယ်ဟုတ်ပြီဆိုရင်ကောင်းပဲ scale size တည်တဲ့ company လေဆိုလဲလုပ်နေကြတယ်ဗျာမသိလိုက်မသိပါတာလုပ်နေကြတာဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အများအားပြောတော့ဗောနော်အာဒီ robot တစ်ခုမှာပါတယ် 3C analysis လေဟုတ်ဟုတ် တော့ trace analysis ကမှာကိုယ့်ရဲ့ competency ကိုကျွန်တော်တို့ analysis လုပ်မယ်။ customer ဒီ competitor ရဲ့ move နဲ့ analysis လုပ်မယ်။ဒါက consumer behavior analysis လုပ်မယ်။ဒါကလည်း some kind of research ပဲ။อืมကျွန်တော်ဥမာ R&D လုပ်မယ်ဆိုလို့ရှိရင် R&D လုပ်ရတဲ့အကြောင်းရင်းနဲ့ဥမာဆိုရပါဘူး research လုပ်မယ် development လုပ်ဆိုပါလဲဆိုတော့ product လာမှာပေါ့လေအဲ product အကြောင်းလေ product development အကြောင်းလေလုပ်မှာ product နဲ့ဆက်ဆက်တဲ့ quality တို့အဲနောက်တစ်ခုတော့သူသူရဲ့ဆိုကြပါဆိုပေါ့နော် pricing ကိုကျွန်တော် develop လုပ်ဖို့အတွက်ကို research လုပ်တာတို့ကိုယ်နဲ့ competitor positioning or either intent တာပေါ့နော်ဆိုအဲ့ဒီဟာတွေအကုန်လုံးကလည်းကျော် R&D ရောက်မှာပါတာပဲပြီးတော့ခုနကကိုကျွန်တော်ပြောသူပဲ company အကြီးမှဆာမဟုတ်ဘူး company အသေးလေးမှလည်းကျွန်တော်တို့က R&D လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ market ထဲကိုသွားရအောင်နော်ကျွန်တော်တို့ဒီရောင်းမွားတော့ဆိုလို့ရှိရင်ဈေးကွက်ထဲသွားတယ်ဈေးပဲသွားရအောင်မဟုတ်ဘူးလေ ဒီကတော့မှဖြစ်ဖြစ်တဲ့ခါလေအကုန်လုံးကျွန်တော်ရှာခဲ့ရတယ်လေဟုတ်တယ်ဟုတ်တယ်ဟုတ်ကျွန်တော်တို့လည်းအမြင်ရတယ်အဲ့ဒါကိုက research လုပ်တဲ့လိုပဲနော် research လုပ်တာကျွန်တော်ခုကအဲ့ဒီဟာတွေကိုပြပြပါဆို return လို့ခေါ်တဲ့အာဒီမှတ်သားထားတဲ့ဟာဘာလို့လုပ်တော့မှကျွန်တော်တို့ဒီဒီ retail recall cast တော့မှကျွန်တော်သုံးနေတာဟုတ်အဲ့ဒါ R&D အကုန်ပါလေဗျာကိုကျော်လေးရဆိုတော့ပါဆိုဒီ development လုပ်တဲ့နေရာမှာတော့လက်ရှိရှိနေပြီးသား existing နဲ့ potential ဆိုတဲ့ဟာလေခွဲထုတ်လို့ရတာပေါ့လေဆိုတော့ကျွန်တော်တို့ဈေးကွက်ထဲမှာပုံမှန်သွားလို့ရှိရင် အဲဒီ R&D department တည်တဲ့မရှိတဲ့ company တွေကလည်းဒီ existing အတွက်ကိုတော့လုံနေကြတာပဲဒါပေမဲ့အာလုံနေတဲ့ဟာကဆိုရပါ random ဖြစ်နေတာတစ်ခုလေးပဲအားနေတာပေါ့လေတော့အကြောင်းအကြောင်းမလို့ဒီ market ထဲကိုသွားမှဆိုလို့ရှိရင် market ရဲ့သဘောတဘာဝ market ရဲ့အရွေအပြောင်း product ရဲ့သဘောတဘာဝ product ရဲ့အရွေအပြောင်းအဲဆိုကျွန်တော်တို့ရဲ့ product ကိုပေါ်ပံ့ပိုးနေတဲ့ဆိုရပါကျွန်တော်တို့ product တွေကို product ကို consumer တွေရောက်သွားအောင်လုပ်ပေးနေတဲ့ reseller လို့ခေါ်တဲ့ dealer တွေရဲ့ ဒါတို့ရဲ့သဘောတဘာဝအွေပြောင်းအဲဒါမျိုးဟာလေးတွေကိုအမြဲတမ်းတီးခေါက်နေတာဒါလို search ပဲလေဆိုအဲ့ဒါကိုရောက်ဖို့ဆိုလို့ရှိရင်တော့ကိုကျော်လင်းတို့ပြောပါဆိုဟိုးအရင်တော့ကိုကျော်ငယ်တုန်းကလောက်ခဲ့မှုတဲ့ဒီကုမ္ပဏီတစ်ခုကနေပြီးတော့မှကျွန်တော်က inspire ယူထားတဲ့အဲ inspire ပုံမတော့အတွေ့ရတာပါတော့တော့အဲ့ဒီ regional cocker နဲ့ကျွန်တော်တို့ R&D ကောင်းကောင်းလုပ်လို့ရတယ်ဘောနော်ဒါပေမဲ့ small ဒီ big scale ဘောနော်ကြီးတဲ့ကုမ္ပဏီတွေကြတော့လေတကယ် department ဖွဲ့ပြီးတော့ not only existing but also potential to product potential market potential yes ဒီအရေးလို့လို့ရတာပေါ့အဲ့တော့ဒီဒီ company site ကြီးတဲ့သူတွေဒီ department တည်တံ့ဖွဲ့တဲ့သူတွေဆိုလို့ရှိရင်တော့အဲ့လိုလည်းလုံးလို့ရသလိုအာကိုတန်းထူပြောချင်တဲ့သဘောက company သေးလဲသေးတဲ့အလျောက်ဒီ R&D ကိုလုံးတင်တယ်လို့အကြံပြုချင်တာလုံးလဲလုံးတင်တယ်လုံးလဲလုံးရမယ်လုံးလို့လည်းရတယ်อืมရအောင်လည်းလုံးမယ်ရအောင်လည်းလုံးမယ်ရအောင်လည်းလုံးမယ် ဒါကြောင့်မလို့ဒီဥစ္စာကဒီ info တနည်းအားဖြင့် R&D ကခုနပြောလို့ကျွန်တော်နှစ်ပိုင်းခွဲလိုက်မယ်ဆိုလို့ရှိရင်တစ်ပိုင်းက agency နောက်တစ်ပိုင်းက potential အကယ်၍ potential အတွက်ကိုကျွန်တော်တို့မှာလူအင်ရမလုံလောက်တော့နေပြကြမလုံလောက်ဆိုရင်တော့မှ existing ကို ျွန်တော်တို့ရအောင်လုပ်အောင်မဒါမှကိုယ့်ရဲ့ positioning တိမာလေးကိုကျွန်တော်ဟုတ်တယ်ဟုတ် R&D ရဲ့အနှစ်သာရကအရန်အရေးကြီးတယ်အဲ့တော့ R&D ကိုမလုပ်ဖြစ်နေဘူးမစ်ဆောက်ဖြစ်နေတယ်ဆိုရင်ရောသူကဘလိုမျိုးဖိုးချိုးတွေဒါမှမဟုတ်ဘလိုမျိုး impact တွေပြန်ဖြစ်နိုင်တယ်လို့ယူတယောက်တည်းလမ်းလျှောက်သွားလို့ပေါ့လေတယောက်တည်းလမ်းလျှောက်နေရအောင်တော့ပြန်မကြည့်ဘူးဘယ်နဲ့ရောက်မှလည်းမသိဘူးဘယ်နဲ့ရောက်မှလည်းမသိဘူးကိုသွားတော့မြန်လာလည်းမသိဘူးနေလာလည်းမသိဘူးပေါ့နော်အော်တကောင်လုံးတယောက်ဖြစ်နေတာပေါ့သိကြမလားကိုကတော့မှန်နေတယ်လို့ပဲယူဆနေမှာပေါ့ ကျွန်တော်တို့ဟိုဟာအမြဲဒီ training တွေ workshop တွေမှာကျွန်တော်တို့ဒီ management ကိုကျွန်တော်တို့ဒါလက်တွေ့တွေတခုမေးစမေးတာရှိတယ်ပေါ့နော် whiteboard ရှိတယ်ဆိုအဲ့ whiteboard မှာမြင်းကြီးကြောင့်မြင်းကြောင့်ဆွဲလိုက်อืมဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ logical question နဲ့မေးတာပေါ့အဲ့မြင်းကြောင့်တူတန်းရှည်လားလို့မေးอืมလူတဲ့လူတဲ့အမျိုးကအမြင်ကမတူတော့ပေါ့နော်တူတဲ့လူကတူတဲ့ရှည်တဲ့လူကရှည်ရှည်တယ်လို့ပြောတဲ့သူကနော် yes ဆိုတော့ဘာကြောင့်တူတယ်ရှည်တယ်ဆိုပြောကြတာလဲဆိုတော့သူ့အမြင်နဲ့တူမို့လို့လေอืมအဲ့တော့အကဲကျွန်တော်ကပြောပြလိုက်တယ်ပေါ့နော်တရားကသူ့ယူဆနဲ့တူမို့လို့ပြောလိုက်တာဆိုတော့ အဲ့မြင်းကြောင်းရှိတဲ့တူလဲဆိုတာကကျွန်တော်တို့ measurement လုပ်လို့ရတဲ့ဟာတစ်ခုရှိမှဖြစ်မှာမဟုတ်ဘူးလားဆိုတော့ကျွန်တော်ကပထမမူလဆွဲထားတဲ့မြင်းကြောင်းပေါ်မှာတော့မြင်းကြောင်းကြောင်းထပ်ဆွဲလိုက်တဲ့အရှိကြီးပေါ့ဒါဆိုခုနကတို့တို့ရှိတယ်လို့ပြောခဲ့တဲ့လူတွေကအဲ့မြင်းကြောင်းတူသွားပြန်ရောအဲ့လိုပဲအဲ့လိုပဲကျွန်တော်တို့ကအကယ်၍မြန် R&D လို့ခေါ်တဲ့ information တွေ R&D လုပ်နေတဲ့ information တွေကိုကိုယ့်စီကိုမြောက်လာလို့ဆိုလို့ရှိရင်တယောက်တစ်လက်လျှောက်ကိုဖြစ်နေမှာ ဘယ်နေရာမှာရှိနေမှာလဲမသိဘူးကိုကတော့ဟုတ်နေတယ်လို့ကိုကတော့ဟုတ်နေမှာလို့ယူဆကားယူဆလေးမယ်ဟုတ်တယ်ဟုတ်တယ်ဒီမလုံချင်းအပြင်ဆိုရင်ကိုဒီခုနပြောတဲ့ဉာဏ်လေးလားနှင်းလေးလားနော်ရှေ့ရောက်နေတာလားအနောက်မရောက်နေကြလား ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာသွားနေရတာဟုတ်ရဲ့လားဘယ်လမ်းကြောင်းကြီးသွားနေရမျိုး outstanding ပေါ့လားအပြင်ထွက်ရက်နေရတာဟုတ်ဆိုတဲ့မျိုးတွေဖြစ်တတ်တယ်ဆိုတော့အကြောင်းကိုကျွန်တော်တို့တော့ထွက်လိုက်တဲ့ topic ကအရင်ကြီးကြည့်တယ်တော်တော်လေးထက်သာရှိတယ် impactful လည်းအများကြီးဖြစ်တယ်တော့အဲ့ဒီအတွက်ကိုလည်းသေးလို့ရှိရင်သေးရလျောက်ကြီးလို့ရှိရင်ကြီးလက်လျောက်ဒီတိုင်းလုပ်ဖို့လိုတယ်။ဆိုတော့ company ကြီးတွေမှာတော့ department ဖွဲ့ကြတာပေါ့နော်။ကျွန်တော်တွေ့ဝေးတဲ့တချို့ company ဆိုလို့ R&D department ရှိတယ်။ကောင်းကောင်းလေးလုပ်နေကြတယ်။ဒါပေမဲ့တချို့ company ကြတော့ R&D department မရှိဘူး။သူ့အိမ်မှာကျွန်တော်တို့နဲ့အလုပ်လုပ်လို့ဆိုရင်တော့ကျွန်တော်တို့ဒီခုနကပြောတဲ့ retailer call cut ကိုကျွန်တော်တို့ကအာအကြံပြုတယ်ဆိုတော့အဲ့ဒီဟာနဲ့ဒီ market တစ်ခုလုံးရဲ့ existing market တစ်ခုလုံးကိုသိအောင်တော့ R&D လုပ်ကြတာပဲလေဆိုတော့အဲ့ဒါကြောင့် R&D ကောင်းပါတယ်လို့အကြံပြုပါတယ်လို့အနည်းချက်ရမယ်ဆိုတော့ company ကြီးတွေဖြစ်စေတည်တည်ဖြစ်စေ R&D လုပ်ကိုလုပ်ရမယ်လုပ်ကိုလုပ်တင်တယ်တစ်ချင်းအပြင်ဆိုလို့ရှိရင်လည်းခုနပြောတဲ့အာအကျိုးရလဒ်တွေရစရာရှိတယ်ပေါ့နော်ကိုရှေ့ရောက်နေလားနောက်ရောက်နေလားကိုကလမ်းကြောင်းမှန်ပေါ်မှာရှိနေသလားအာကိုသွားနေတဲ့နှုံးတီမြန်နေလားနေနေလားစသဖြင့်ဒီအပိုင်းကဏ္ဍတွေကိုသိရမှာပေါ့ သူများတွေနဲ့ပြိုင်ဆိုင်ဖို့မဟုတ်ဘူးเนาะကို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 တီးဖို့ yes yes โอเคပါအဲ့ဒါကြောင့်ပါโอเคပါကျေးဇူးတင်ပါတယ်ဆိုတော့ဒီအကြောင်းလေးကိုလိုတိုရှင်းလေးပေါ့နော်ထိထိရောက်လေးရှင်းပြပေးတဲ့ကိုသားတို့ကျေးဇူးတင်ပါတယ်လိုတိုရှင်းမှာတော့အရေးကြီးတယ်ပေါ့နော်ဟလာဒီဗီဒီယိုရှင်းတော့အရေးကြီးတည်နေဆိုရင်ကျွန်တော်ဝယ်ဆက်တော့ဒီကိုကလည်းမသားရပါโอเคပါကျေးဇူးတင်ပါတယ်အခုလောအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အကျိုးတစ်စုံတရားရှိမယ်လို့လည်းယုံကြည်ပါတယ်ကျေးဇူးပါနောက်တစ်ခါမှပြန်တွေ့ပါမယ်ဆီပါတတတတ